မင်္ဂလာနံနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဆလာပြည်သာညွှန်ကြားမှုသီးဌာနမှာ2022ခုနှစ်မေလ13ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုက်ခွာရရှိခဲ့တဲ့အနှိမ်ဆုံးမှုချိန်များမှာနေပြည်တော်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုင်းရန်ကုန်မြို့မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုင်းနဲ့မန္တလေးမြို့မှာ29ဒီဂရီဆယ်စီယပ်81ဒီဂရီဖာရင်ဟိုင်းတို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသကြိုးတို့မှာဖမ်းယူရရှိတဲ့ပုံရကပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အောင်တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အောင်မှာတည်ရင်နေငယ်မှာတည်ရင်တင်းတင်းဖြစ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတည်ရင်တင်းတင်းဖြစ်နေတာကိုတွေ့ရပါတယ်မင်္ဂလာပင်လယ်အောင်ချိန်နေရတော့ကပလီပင်လယ်ပင်နဲ့မင်္ဂလာပင်လယ်အောင်တောင်ပိုင်းတို့မှာတိမ်ထူထပ်နေပြီး ပြန်မင်္ဂလာပင်လယ်အောင်မှာတည်ရင်နေငယ်မှာတည်ရင်တင်တင်ဖြစ်တော်နေပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြင်မှာမြန်မာကမ်းရံတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်ဒီကနေ့ညနေအထိခမန်းချက်များအနေနဲ့ကတော့မကွေးတိုင်းဒါကြီးမှာနေရာကွက်ကြစကိုင်းဒါကြီးအောက်ပိုင်းမန္တလေးတိုင်းဒါကြီးနေပြည်တော်နဲ့ချက်မီနယ်တောင်ပိုင်းတို့မှာနေရာကျကျစကိုင်းဒါကြီးထပ်ပိုင်းချင်းပြည်နယ် ရခိုင်ပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကယားပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်၊အေရဝတီဒေသကြီး၊ရခိုင်တိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံပြားမိုးဖြစ်ချုံရွာပြီးကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ဤတဝိုင်းအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရပါမယ်အမြင့်ဆုံးမူချိန်မှာ 32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအချိန်မှာ34ဒီဂရီဆယ်စီယံ63ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအချိန်မှာ35ဒီဂရီဆယ်စီယံ65ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခမန်းချက်အနေနဲ့ကတော့အနောက်တောင်ပုံတုံလေးဟာမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ဝင်ရောက်နိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။